ရန်ကုန်မြို့နယ်က Time City မှာတရေ6လို့ပိတ်သိမ်းခံလိုက်ရတဲ့ International School ကြောင့်ပြည်ထက်ကြီးရဲ့မမြင်ရတဲ့အရာတွေဆိုတော့တချို့လူတွေမယုံကျင်ကြပါမိ။သူ့လွန်နဲ့သူတို့လှုပ်ရှားနေတတ်ကြပါတယ်။ရန်ကုန်မြို့လေးမှာရှိတဲ့ Time City Shopping Mall ဆိုတော့အားလုံးသိကြမှာပါနော်။ဒီစူပါမားကတ်ကြီးထဲမှာအစားအသောက်တွေအဝယ်စားတခြားသောလူသုံးကုန်တွေကိုဈေးတန်တန်လေးနဲ့ရောင်းချပေးနေကြလို့လေတနေ့ထက်တနေ့လူစီကားနေပါတယ်။ ဒါပေမဲ့လည်းတလုံးလေးကမှ Facebook စာမျက်နှာပေါ်က Preschool တခုဟာ Time City ကနေရွှေ့ပြောင်းခဲ့ပြီး GN နဲ့ငယ်ဖြစ်သွားခဲ့ပါတယ်။နန္နာပါဝရီအောင်ဖွင့်ထားတဲ့မူကြိုကြောင့်မှကျောင်းဆရာမဖြစ်နေကလေးတွေစီလာတယ်။ကလေးတွေနဲ့ပါတူဆော်ပြီးဘာမှမလုပ်ပဲပြန်သွားတတ်တာကိုပါရှင်ကတတိထားမိခဲ့တာဖြစ်ပါတယ်။အဲ့ဒီ Preschool ကျောင်းပါရှင်ဟာသူမရဲ့ကျောင်းနာမည်ကိုမဖော်ပြဘဲကလေးမိဘတွေအကြောက်လွန်သွားမှဆိုလို့အခုလိုရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ သူဟာပရာလောကကိုအယုံကြည်လဲမရှိတလို့တခါမှသူမရဲ့တွေးမှာမစင်စားဘူးလို့ဆိုပါတယ်။ဖြစ်စဉ်ဟာကလင်းငယ်ရင်းနဲ့ဆိုင်ရမှာပါ။ကလင်းငယ်ရင်းရဲ့ပြောကြချက်ဟာသူတို့တခါမှမမြင်ဘူးလေဆရာဆရာမတွေဟာသူတို့လေးနေနာနေချိန်မှာသူတို့နဲ့တူလာဆော့ပေးတယ်။သူတို့ကိုပုံမြင်နေပြောပေးတယ်။စကားတွေအောင်ခဏခဏပြောတယ်လို့မိဘတွေကိုပြောပြပါတယ်။မိဘတွေကလည်းကလေးစကားဆိုတော့အတိမမတ်ပဲရှောက်ပြောနေတဲ့ထင်မှတ်ကကျောင်းအောင်ဖောင်တော်ကိုဒီကျောင်းဆက်မိပြီးပြောပြခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ဆရာဆရာမတွေနဲ့ចောင်းဆောင်နေရဲ့ပြောပြကြကြရလေတူညီနေတဲ့ဖြည့်တခုမရမချင်းထုတ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။ចောင်းဝင်တန်းတွေဟာចောင်းမနေရတော်တော်များများတတိယရင်ရတယ်လို့အနံစိုးတွေရှားတက်ပြီးခဏခဏလေးပစ္စည်းတွေနေရရွှေနေတတ်တယ်။နောက်ပြီးចောင်းရဲ့လေကားတွေမှာလည်းအစွန်ဖျားကနေရှင်နေရင်အနောက်ကနေတရရောက်လာတယ်လို့ခန်းစားမိတယ်ဆိုတော့တတန်းနေကြတိခဲ့ရပါတယ်။ အဲ့တော့မှအကြောင်းလေအကြောင်းကိုတီကျွမ်းနားနေတဲ့ဆရာနဲ့ပြတ်တာခဲ့ပြီးမှဒီနိုပရာလောကဒါရီမချွတ်မလို့ရှိနေတယ်ဆိုတော့သိခဲ့ရတယ်လို့ပြောပြခဲ့ပါတယ်။ နောက်ပြီးအများပြည်သူရဲ့ပြောကြားချက်ရလဲ Time City ဟာအရှင်ကလေးကနေရာမတန်ဘူးတင်းကျိုင်းမြေပေါ်မှာတိဆောက်ထားတာဖြစ်တယ်။တင်းကျိုင်းကိုရွှေပြီးတိဆောက်ထားတာမဟုတ်အဲ့ဒီလူတွေခဏခဏကြုံရတတ်တယ်လို့လူများကပြောပြလာခဲ့ပါတယ်။လူမရှိတဲ့ညအထက်တွေမှာလည်းအော်တန်တချို့နဲ့ညီးတန်တွေကြားတယ်လို့ပြောပြလာခဲ့ကြပါတယ်။ Time City ရဲ့အဝင်မှာလည်းတင်းကျိုင်းရွှေကလေးကခုံမရတဲ့အပင်ကြီးနဲ့ရွှေမရတဲ့အုတ်ကူနှလုံးလေးရှိပါတယ်။ အပင်ကြီးကတော့ဖျားဆင်းထုတွေအများကြီးနဲ့ကာရင်ထားပြီးပရိတ်ကျိုးတွေဘက်ကထားရတာအများမြင်မှာပဲနော်။နောက်ပြီးအဲ့ဒီတစ်ပင်နဲ့ဖျားရှင်ပြောင်းမှလည်းရွှေမြရတဲ့အုတ်ကူထဲမြုပ်ထားတယ်လို့အတန်တွေပါတဲ့ခဲ့ကြကြရတာလည်းဖြစ်ပါတယ်။ Time City ရဲ့တမိုင်းချောင်းကိုကြည့်မယ်ဆိုရင် Time City မဖြစ်ခင်မှာရန်ကုန်မြို့ရဲ့ကြီးမားဆုံးတင်ကြိုင်ဖြစ်တဲ့ကျုံတော်တင်ကြိုင်ကြီးဖြစ်ပြီးအဲ့ဒီတင်ကြိုင်ကြီးမှာခေဆက်ဆက်ပုံကိုယ်ရင်းနဲ့88ရေခင်းတို့ကမချေမလဲဖြစ်နေတဲ့ဆန္ဒပြလူထုတိတ်ဆုံးကွယ်လွန်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ အရေးကင်းတော့ကကျောင်းသားတွေကိုစုလိုက်ပြုံလိုက်တက်ခံခဲ့ရပြီးမြုံနှံခဲ့တဲ့နေရာမလို့ဒီလိုပရလောကသားတွေကြန့်ရှိနေအောင်မှာပါနော်ဒီတော့ပြည်သက်ကြီးရဲ့နမဲစုံနဲ့ကြော်ချားနေတဲ့ Time City ကိုရောသွားနေပတ်ဖို့စိတ်ကူးရှိနေသေးလားနောက်ပြီးပိတ်သိမ်းလိုက်တဲ့ Preschool ပေါ်မှာလည်းမှတ်ချက်လေးတွေကိုပြောပြပေးခဲ့ကြပါအောင်ရှင်